ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်ပြောခဲ့သလိုပဲ၃နဲ့၃တက်၃လုံးပေါင်းကြီးဒီ၄ကို9နဲ့ပေါင်းလို့ရှိရင်1เนาะ8လေးခုံ၃လုံးပေါင်းကြီးဒီ9ကို1နဲ့ပေါင်းလို့ရှိရင်3ညเนาะ6၃လုံး၃လုံးပေါင်းကြီးဒီ8 8ကိုကျွန်တော်တို့1နဲ့ပေါင်းလို့ရှိရင်9เนาะကျွန်တော်အမြန်ပေါင်းတာဆိုတော့အတူများနေလို့เนาะအဲ၃ည၃တက်၃လုံးပေါင်းကြီးဒီ၄၄ကို9နဲ့နေနဲ့ပေါင်းလို့ရှိရင်9လေးနဲ့9နဲ့ပေါင်းလို့ရှိရင်1ဆိုတော့ဒါမျိုးတော့ဘာမျိုးကိုကကိုတာဘာပြရပြီလို့เนาะ ဲ့လိုပုံစံနဲ့ရှစ်လေးခုံသုံးလုံးပေါင်းကြီးဒီကိုကိုကိုနောက်လုံးပေါင်းကြီးတင်းနေပေါင်းလို့ရှိရင်၃ညာ၆သုံးလုံးသုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုတင်းနေပေါင်းလို့ရှိရင်နောက်ပေါင်းကြီးတင်းနေပေါင်းလို့ရှိရင်ကို၆တုံညာနဲ့သုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုနောက်ပေါင်း၁၀နဲ့ပေါင်းလို့ရှိရင်ရှစ်တုံညာကိုရှစ်နော်၆၆၅၆၆၅သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်တို့နောက်ပေါင်း၁၀နဲ့ပေါင်းလို့ရှိရင်ခွန် sorry ခွန်ကိုနောက်ပေါင်း၁၀နဲ့ပေါင်းလို့ရှိရင်ခွန်ကျွန်တော်ကဒီ၅ခက်ဆိုင်မှာဒီတုံညာခွန်သုံးဆိုတဲ့ကနေ organ ထုတ်တာပေါ့နော် organ ထုတ်တဲ့ကကျွန်တော်ဒီနောက်ပေါင်း၁၀ကဟိုထုတ်တာထုတ်ရတာနည်းနည်းဖျားပြားတာနေရတာ ဇာပေါင်းနေစေထုတ်တာထုတ်လိုက်ဖရာတရားတာနေရနော်ဒီသူပြက်ခဲ့လို့ရှိရင်တော့၃လောက်ပြည့်ပဲပြက်ပဲပေါ့နော်၃လောက်ပြည့်ပဲပြက်မယ်ခွန်ခါနဲ့ဒူပရိကတော့တော်နိုင်နေပေါ့နော်ကျွန်တော်ဆော့တော့ပိုင်းတော့ရှင်းပေါင်းချင်း၈၃လောက်ပြည့်နဲ့ break တစ်ပေါ့နော်ရှင်းပေါင်းချင်း၈၃လောက်ပြည့်နဲ့ break တစ်ကသူကမလို့ပြောမလဲဆိုတော့နင်းတော့နင်းနေတာပဲအန်လေတော့ညားတယ်ပေါ့ဗျာနော်ဒီတက်တုံညာကိုရှင်းနော် တက်တူညကိုကြီးကျွန်တော်ကဟိုစိုက်ကပြမယ်ချိန်မှာမပြခဲ့လိမ့်လားမင်းညလိုင်းရလိုက်ဘိုးစင်ကြည့်တာပေါ့ဗျာနော်မင်းညလိုင်းရတဲ့ခါကျကြားထဲမှာဖြစ်တာဒီပြပြပြီးဆိုမှနောက်ဆုံးဟောဘုရားအခုကဘလို့ပြောလို့ပြောရမှန်းမသိအောင်ကိုဖြစ်သွားတယ်ပေါ့နော်ဟာပါတော့အဲ့မှာကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီတုံညနှစ်လေးလေးသုံးလုံးပေါင်းကြီးဒီတုံညတုံညကိုနှလုံးပေါင်းကြီးခွန်နဲ့ပေါင်းလို့ရှိရင်ခွန်နော်နှစ်လေးလေးသုံးလုံးပေါင်းကြီးဒီတုံညတုံညကိုခွန်နဲ့ပေါင်းလို့ရှိရင်ခွန်သုံးနှစ်နဲ့သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကနှလုံးပေါင်းကြီးတင့်နဲ့ပေါင်းလို့ရှိရင်ရှစ်ခွန်ရှစ် နော်ရှစ်ရှင်းငန်းကဒုံလုံးပေါင်းကြီးတွေရှစ်ရှစ်ကိုနောက်ပေါင်းကြီးတက်နေပေါင်းလို့ရှိရင်ကိုခွန်ရှစ်ကိုနော်ရှစ်၆၆ဒုံလုံးပေါင်းကြီးတွေတုံညာတုံညာကိုတုံညာလည်းပေါင်းလို့ရှိရင်တုံညာနော်ခွန်ရှစ်ကိုတုံညာဒုံလုံးပေါင်းကြီးတွေ၄၄ကိုကျွန်တော်တို့နောက်ဒုံလုံးပေါင်းကြီးခွန်လည်းပေါင်းလို့ရှိရင်တက်သူကနောက်ပေါင်းကြီးခွန်ခွန်နောက်နောက်ပေါင်းကြီး၁၀ဒါကနောက်ပေါင်းကြီးခွန်အခုကခွန်နောက်နောက်ပေါင်းကြီး၁၀အခုကနောက်ပေါင်းကြီးခွန်၅ခက်တယ်နော်၅ခက်တယ်ဒီ၅ခက်တွေကဒီနားမှာကကျွန်တော်ဆိုလိုချင်တဲ့အဓိပ္ပာယ်စနစ်မပေါဘူး ဘာမှစနစ်မပေါ့မတော်လားဆိုတော့တွားတယ်နော်နှလုံးပေါင်းကြီးဒီတော့၃ကို၁နဲ့ပေါင်းလို့ရှိရင်လေနှလုံးပေါင်းကြီးဒီ၈၈ကို9နဲ့ပေါင်းလို့ရှိရင်ကနှလုံးပေါင်းကြီးဒီ၁၀၁၀ကို6နဲ့ပေါင်းလို့ရှိရင်6နှလုံးပေါင်းကြီးဒီ9 9နှလုံးပေါင်းကြီးဒီ9 9ကို2နဲ့ပေါင်းလို့ရှိရင်9နှလုံးပေါင်းကြီးဒီ3 3ကို9နဲ့ပေါင်းလို့ရှိရင်8သုံးလုံးပေါင်းကြီးဒီ4သုံးလုံးပေါင်းကြီးဒီ5သုံးလုံးပေါင်းကြီးဒီ6သုံးလုံးပေါင်းကြီးဒီ9သုံးလုံးပေါင်းကြီးဒီ10 5 6 9 8သွားတယ်နော်သွားတဲ့ခါလေးသွားတယ်ဒါပေမဲ့ကျွန်တော်ပြောခဲ့တယ်လို့ပဲဒိုင်းကြီးဗလိုင်းကြီး တော့မထိုးရစေနဲ့ဗလိုင်းကြီးတော့မထိုးရစေနဲ့ဗလိုင်းကြီးတော့ပတ်စံကိုမခံနိုင်ဘူးရှင်းရှင်းပြောရင်ဗလိုင်းကြီးပတ်စံကိုမှုရတယ်တော့ကြည့်ဒီဟောတူနေဘူးနော်ရှင်းပြနေဘူးစီမံပြနေမှုဆိုတော့နမူနာပေါ့ဗျာကျွန်တော်ကခုနပြောခဲ့တယ်ပဲမင်းကလိုင်းဆုတ်ပြတ်တာဆိုးသွားတာပေါ့နော်ဂျားထဲမှာကျွန်တော်ဖြစ်နိုင်တာရှိတာလေးတွေပြပြရမှာပေါ့နော်အဲ့လိုမှလည်းဆင်ပြတာအဲဒီတိုင်းကြီးဗလိုင်းကြီးချပြတာကတော့သိအမြည်ဘူးပေါ့နော်ဘောတော့ကျွန်တော်တို့နမူနာသွားကြည့်မယ်နော်ဒီတိုင်းလေးတွေနော်သွားကြည့်မယ် ဟောကြည့်မယ်ဆိုတော့ကျွန်တော်တို့ဒီခြားတဲ့ကအပါဒီကိုတော့ကျွန်တော်ကဟိုမပြတော့ဘူးဗျာလောစီတော့เนาะကြားထဲမှာဖြစ်ပြနေတဲ့ဒီထိတ်စီးဘာညာအကုန်လုံးဘာတွေကဟိုကျွန်တော်တို့အများကြီးရှိတာဟုတ်အများကြီးရှိတာကကျွန်တော်အဲ့ဒီကိုကျွန်တော်တို့မသွားတော့ဘူးမသွားတဲ့ခါကျတော့လောစီဒီနေ့မှာပေါ့เนาะကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကထိတ်စီးတစ်လုံးပဲမှန်တယ်ကျန်တာလိုက်မလာဘူးเนาะကျန်တာလိုက်မလာဘူးဆိုတော့သူကတချမ်းပဲ့သွားတဲ့သဘောပေါ့เนาะသုံးနှစ်သုံးသုံးလုံးပေါင်းကြီးတည်ရှိသုံးလုံးပေါင်းကြီးတည်ရှိကိုနှစ်လေးလေးသုံးလုံးပေါင်းကြီးတည်30เนาะနှစ်လေးလေးသုံးလုံးပေါင်းကြီးတည်30 3နှစ်3လုံးပေါင်းကြီးတွေ10ကို2လေးလေး3လုံးပေါင်းကြီးတွေ10နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့10လို့ဖြစ်တယ်နော်2 3 8 3လုံးပေါင်းကြီးတွေ3 2 3 8 3လုံးပေါင်းကြီးတွေ3နော်သူကဒီနေ့ဒီတုံးကြီးဒီကြီးငါကြီးဆော့ကြီးဒီကစားပါဘောเนาะ2 3 8 3လုံးပေါင်းကြီးတွေ3 3ကိုကျွန်တော်တို့2 6 6 3လုံးပေါင်းကြီးတွေ10 3နဲ့10နဲ့ပေါင်းလို့ရှိရင်3เนาะ3နဲ့10နဲ့ပေါင်းလို့ရှိရင်3ဒီမပါဘူး2 3 8 3လုံးပေါင်းကြီးတွေ10 3လုံးပေါင်းကြီးတွေ3 3ကို6နဲ့3လုံးပေါင်းကြီးတွေ10 ၃နဲ့၃၀နဲ့ပေါင်းလို့ရှိရင်၃၃၈၈၃လုံးပေါင်းကြည့်ဒီ၉၉ကို၄၅၅၃လုံးပေါင်းကြည့်ဒီ၄၉နဲ့၄နဲ့ပေါင်းလို့ရှိရင်၃နော်၉နဲ့၄နဲ့ပေါင်းလို့ရှိရင်၃၈၈၃၃လုံးပေါင်းကြည့်ဒီ၉၉ကို၂၆၆၃လုံးပေါင်းကြည့်ဒီ၄၉နဲ့၄နဲ့ပေါင်းလို့ရှိရင်၃နော်အဲ့တော့၈၃6 3လုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်တို့9 9 6 3လုံးပေါင်းကြီးဒီ6ခွန်နဲ့6နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့3အဲ့ကြတော့နှလုံးပေါင်းကြီးဒီ9နှလုံးပေါင်းကြီးဒီ10 9နဲ့10နဲ့ပေါင်းလို့ရှိရင်9 9ကိုကျွန်တော်တို့ သုံးသားလုံးယူမလားပြီးခဲ့တဲ့ဘက်ကသုံးလေးလုံးနှစ်နဲ့ပဲယူမလားအဲ့မှာစကားပြောတာအဖြေရကျွန်တော်ကကနန်းနေတောင်ပေါင်းညောက်ပေါင်းနေဆိုတာလကားပေါင်းတာမဟုတ်ဘူးအတိုင်းမင်ကိုက်တလားမကိုက်ဘူးလားအဲ့ဒါကိုအဖြေရှာတာအတိုင်းမင်ကိုက်မှာအတိုင်းမင်မကိုက်ရင်စိုက်ကြည့်ရသူပြေးစီရဘလောက်စီပဲကောင်းနေတယ်မပေးဘူးသူကဒါမဲ့ပြေးစီပေးရအများရှိတယ်အဲ့အများရှိရတယ်တခြားပံပိုးတွေကကိုမမြင်လို့ကိုမြင်တာလေးနဲ့မရဘူးအဲ့ကျတော့ကျွန်တော်ကအခုသဘောတရားက နှလုံးပေါင်းကြီးတည်ဆဲဆေးကိုကိုးနေပေါင်းလို့ရှိရင်ကိုကိုကိုဆက်ပြီးတော့သုံးချက်မယ်ဆိုရင်ကွာပေါင်းကြီးဒီလေးကွာပေါင်းကြီးဒီလေးဆိုရင်နော်ခုနကမှမှတ်ခဲ့နော်ကွာပေါင်းကြီးဒီနှလုံးပေါင်းကြီးတည်ဆဲဆေးကိုကိုးနေပေါင်းလို့ရှိရင်ကိုကိုကိုနှစ်ဖြစ်မယ်ဆိုကျွန်တော်တို့ကွာပေါင်းကြီးဒီတော့ဒီညမှာနှစ်ခုဖြစ်သွားပြီစကားပြောသွားတယ်နော်ကွာပေါင်းကြီးလေးနဲ့ကွာပေါင်းကြီးတော့နော်ကွာပေါင်းကြီးလေးနဲ့ကွာပေါင်းကြီးတော့အဲ့ကောင်ကိုကျွန်တော်ဘာလဲဖြစ်မလဲနော်အဲ့ကောင်ကိုဘာလဲဖြစ်မလဲအဲ့ဒီမှာကျွန်တော်တို့ဆေးရတုတ်တာပေါင်းလားတုတ် တင်ထားလေးတယ်နော်ဆရာသူတမောင်ထင်တာပဲဆရာသူတမောင်ထင်တာလေနှလုံးပေါင်းကြီးဒီ6 6ကိုနှစ်နဲ့ပေါင်းလို့ရှိရင်8 8ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင်ပရိ9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့3လို့ထည့်တယ်နော်လာပြီနော်နှလုံးပေါင်းကြီးဒီ9 9ကို9နဲ့ပေါင်းလို့ရှိရင်4 4ကိုကျွန်တော်တို့ပရိ9နဲ့ပေါင်းလို့ရှိရင်3တိုင်းနော်နှလုံးပေါင်းကြီးဒီ sorry နှလုံးပေါင်းကြီးဒီ3 3ကိုကျွန်တော်တို့6နဲ့ပေါင်းလို့ရှိရင်9 9ကိုကျွန်တော်တို့ပရိ4နဲ့ပေါင်းလို့ရှိရင်3နော်ပရိ4နဲ့ပေါင်းလို့ရှိရင်3နှလုံးပေါင်းကြီးဒီ1နော်1ကို9နဲ့ပေါင်းလို့ရှိရင်9 ခွန်ကိုဘယ်ချောင်းနဲ့ပေါလို့ရှိရင်သုံးနော်နှလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုနှစ်နဲ့ပေါလို့ရှစ်ကိုလေးနဲ့ပေါလို့ရှိရင်နှစ်နော်နှလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုလေးနဲ့ပေါလို့ရှိရင်နှစ်အဲ့နှစ်ကိုကျွန်တော်တို့သုံးဖြစ်ချင်သလားတိပိတိလာပြီကျွန်တော်တို့ပြောတယ်ရှစ်ပေါင်းချင်းရှစ်ဒုံနောက်ပိတိဖြစ်ချင်သလားလာပြီနော်တိဖြစ်ချင်တယ်ဆိုရင်သုံးဖြစ်ချင်တယ်ဆိုရင်ပရိတိသုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့ပရိတိနဲ့ပေါလို့ရှိရင်သုံးဒါမှမဟုတ်ရင်သုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့နှစ်ဖြစ်ချင်တယ်ဆိုရင်သုံးရပါလေအဲ့ကြတော့ကျွန်တော်တို့ ခွာပေါင်းခြင်း၄ဆိုရင်တိပရိနဲ့ခွန်ခါခွာပေါင်းခြင်း၃ဆိုရင်တုံညာပရိနဲ့ခွန်ခါနော်တုံညာပရိနဲ့ခွန်ခါကြည့်မယ်နော်အတိုင်းမင်းလေးအတိုင်းမင်းလေးကြည့်မယ်အတိုင်းမင်းလေးကြည့်မယ်ဆိုတာကကျွန်တော်ထုတ်လိုက်တဲ့ဟာ၃၃ရောတုံညာခွန်၃ရောနော်တပိတ်ဆက်ပြပေးလိုက်မယ်နော်ခါဒီဒီဟာပေါ့နော်ဒီဟာဒီဟာပုံစံအနေထားမျိုးပေါ့နော်အဲ့လိုဖြစ်သွားတဲ့အခါမှာကျွန်တော်တို့၃နှစ်၆ဒုံလုံးပေါင်းကြီးတိ၃နှစ်၆၆နှစ်၃ဒုံလုံးပေါင်းကြီးတိတိတိကျွန်တော်တို့၆၃ညာ၅၃ညာ၆၅ဒုံလုံးပေါင်းကြီးတိတက်လဲလိုက်လာပြီ မားလဲလိုက်နဲ့ပရိင်္ဂါနဲ့ကော်ပေါင်းချင်းတစ်ဆယ်နဲ့တော့ကပြီးရောဟုတ်၄၃၈၄၃၈သုံးလုံးပေါင်းကြီးဒီဟာငါဒီကျွန်တော်တို့၈၁၆သုံးလုံးပေါင်းကြီးဒီဟာ၆ခါနဲ့ကွာသုံးနဲ့ပရိကိုနဲ့ပြီးရောဟုတ်၂၈၈သုံးလုံးပေါင်းကြီးဒီ၈၈ဒီကျွန်တော်တို့၆ခွန်ငါသုံးလုံးပေါင်းကြီးဒီ၈ဟုတ်သုံးလုံးပေါင်းကြီးဒီ၈၅ခါနဲ့ကွာ၉နဲ့ပရိလေးနဲ့ပြီးရောနော်ဒီမှာကျွန်တော်တို့၅၈သုံးသုံးလုံးပေါင်းကြီးဒီ၆၆ဒီကျွန်တော်တို့၆၆၄သုံးလုံးပေါင်းကြီးဒီ၆၄ခါနဲ့ပရိ၆နဲ့ကွာ၄နဲ့ ပြီးတော့အဲ့ဒါဆိုကျွန်တော်တို့ဒီမှာက636 636သုံးလုံးပေါင်းကြီးဒီ5 5ဆိုရင်ကျွန်တော်တို့နှလုံးပေါင်းကြီးဒီ8 8ကိုကျွန်တော်တို့ခွန်နဲ့ပေါင်းလို့ရှိရင်5အဲ့ကျတော့တိုက်ဘူးလားခွန်ခါနဲ့ခွာလေးနဲ့ပရိတ်တင်နဲ့ခွန်ခါနဲ့ခွာသုံးနဲ့ပရိတ်ဆယ်နဲ့ဟမ်ခွန်ခါနဲ့ပရိတ်ဆယ်နဲ့အဲ့ကျကျွန်တော်တို့ကဘယ်နဲ့ကြိုင်မလဲသူ့ကိုပြန်ပြီးတော့ပြန်နေယူမလဲဟမ်နောက်ဆုံးညာသေးတယ်နောက်ဆုံးနောက်ဆုံးညာသေးတယ်နောက်ဆုံးညာသေးတယ်ဆိုတော့က ့လို့စစ်ဆောင်啊စစ်ဆောင်啊တုံးအောင်ဆောင်တော့ကနန်းတော်မှာပြရတယ်နော်ကျွန်တော်ဟိုလိုင်းအစီအစဉ်မရှိဘဲနဲ့နော်ဖြစ်ခဲ့လားဆိုတော့ကနန်းတော်ဖြစ်မတာဘူးကနန်းတော်ဖြစ်တာဘူးသူ့ကိုပြန်ပြီးတော့ကျွန်တော်တို့ခဏတော့ကျွန်တော်ပြောခဲ့သလိုပဲတိပရိဖြစ်နေတယ်တုံညာပရိဖြစ်နေတယ်နော်ဒီပိနေတုံညာပိနှစ်ခုလွတ်နေတယ်လွတ်နေတယ်အဲ့ဒါကိုကျွန်တော်တို့တခုတည်းဖွဲထုတ်လိုက်မယ်တခုတည်းဖွဲထုတ်လိုက်မယ်ခုနကတော့ ွန်ခါနဲ့တိပရိနဲ့ခွန်ခါနဲ့တုံညာပရိနဲ့သူ့တို့ကူတဲ့မောင်းထုတ်လိုက်မလားသူ့တို့ကူတဲ့မောင်းထုတ်လိုက်တဲ့ခါကျတော့လေလုံးမောင်းကြီးဒီကိုကိုကိုတုံးနဲ့ပေါင်းလို့ရှိရင်နှစ်နော်လေကိုတုံးနဲ့ပေါင်းလို့ရှိရင်နှစ်အဲ့နှစ်ကိုကျွန်တော်တို့ဒီမှာလာခဲ့တဲ့တုံညာခါလေးပေါ့နော်တုံညာခါလေးနဲ့နှစ်နဲ့ပေါင်းလို့ရှိရင်နှစ်ကိုကျွန်တော်တို့ပရိငါးနဲ့ပေါင်းလို့ရှိရင်ခွန်လို့ဖြစ်သွားတာလေလုံးမောင်းကြီးဒီကိုကိုကိုတုံးနဲ့ပေါင်းလို့ရှိရင်နှစ်အဲ့နှစ်ဒီကျွန်တော်နှလုံးမောင်းကြီးဒီနှစ်နှစ်ကိုငါးနဲ့ပေါင်းလို့ရှိရင်ခွန်နော် နှလုံးပေါင်းကြီးဒီ၃၃ကို၆နဲ့ပေါင်းလို့ရှိရင်ကိုကိုကိုကျွန်တော်တို့၈နဲ့ပေါင်းလို့ရှိရင်ခွန်အဲ့ဒီခွန်ဒီကျွန်တော်တို့နှလုံးပေါင်းကြီးဒီ၃၃ကိုကျွန်တော်တို့ဗရီကိုနဲ့ပေါင်းလို့ရှိရင်နှစ်နော်ခွန်ပါပါနှစ်နော်ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီကိုကိုကို၄နဲ့ပေါင်းလို့ရှိရင်၃၃ကိုကျွန်တော်တို့၈နဲ့ပေါင်းလို့ရှိရင်တစ်အဲ့ဒီဒီကျွန်တော်တို့နှလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့ဗရီလေးနဲ့ပေါင်းလို့ရှိရင်၆တစ်ပါပါဆောက်နော်နှလုံးပေါင်းကြီးဒီ၅၅ကို၄နဲ့ပေါင်းလို့ရှိရင်ကိုကိုကို၃နဲ့ပေါင်းလို့ရှိရင်နှစ်အဲ့ဒီဒီကျွန်တော်တို့နှလုံးပေါင်းကြီးဒီ ၆နဲ့၅နဲ့ပေါ်လို့ရှိရင်တစ်ကိုကျွန်တော်တို့၆ပြည့်နဲ့ပေါ်လို့ရှိရင်ခွန်ဖြစ်ပါပါခွန်နှလုံးပေါင်းကြီးဒီ၃၃ကို၆နဲ့ပေါ်လို့ရှိရင်၉ကို၉ကို၆နဲ့ပေါ်လို့ရှိရင်၅နော်အဲ့ဒီ၅ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ၁၀၁၀ကို၁၀နဲ့မှတုံညမယ်အဲ့ဒီမှာကျွန်တော်တို့ကတုံညပြည့်ကိုခွဲထုတ်လိုက်ပါတယ်ဒီနေရာမှာတစ်ပြည့်မဟုတ်ဘူးတုံညပြည့်ပဲတည်ကြတယ်ဆိုတဲ့အနေထားပေါ့တစ်ပြည့်မဟုတ်ဘူးတုံညပြည့်ပဲတည်ကြတယ်ဆိုတဲ့အနေထားနော်တစ်ပြည့်မဟုတ်ဘူးတုံညပြည့်ကိုတည်ကြတယ်ဆိုတဲ့အနေထား ဒါဒီနေရာမှာကဒါဒီ site နဲ့ကျွန်တော်ကဟိုပြောပြတာဟိုဟာနဲ့ပြောပြတာပေါ့ချားဟာနဲ့သူသူ့ကိုပြောပြတာပေါ့နော်ချားနဲ့သူပြောပြတာပေါ့သူ့ထဲမှာကကျွန်တော်တို့ခုနကဘာပေါ့ဗျာခွာသုံးပေါ့နော်ခွာသုံးပေါ့6 6 5 3 5 6 356 646ဟမ်ကျွန်တော်ပြောခဲ့တယ်၈ပေါင်းချင်း၈နဲ့၈ပေါင်းချင်း၈နဲ့၃လောက်ပြင်းနေပေါ့နော်ဘရိတ်တင်းနဲ့ စတော့ပိုင်းကစကွန်ကိုသိုးတင်တယ်ဆိုလို့ကြောင်းပေါ့နော်အဲနံပါတ်2အဲ့ဒါလေဟိုကျွန်တော်တို့အဖြစ်အဓိကအဖြစ်ပေါ့နော်အဖြစ်ကအခုကျတော့ဘာသွားတွေ့တယ်လို့ဆိုဒီနေ့မှာတော့ဒီ3-4လုံးရိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ပရိတ်တိကတော့သွားမယ်ဒါမှမဟုတ်ကျွန်တော်ပြောခဲ့တယ်3-4လုံး2နဲ့ပဲနော်အဲ့3-4လုံးကြီးခုနပြီးခဲ့တဲ့ဘက်ကသွားခဲ့တယ်3-4လုံး2နဲ့သွားမယ်ဆိုရင်တော့ကျွန်တော်တို့ပရိတ်ကတော့ကျွန်တော်တို့ဒီမှာတိုင်းနေတယ်ပဲနော်ပရိတ်ကတော့တိုင်းနေတယ်ပဲဘာလို့လဲဆိုတော့အတူတူပဲလေသူကဒါပြီးပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ဒီနောက်ဘေးကိုအလဲတိုင်းကိုအလဲတိုင်းအလဲနောက်ဘေးကိုနောက်ဘေးအလဲတိုင်းကိုအလဲတိုင်းအလဲတိုင်းကိုအလဲတိုင်းနောက်ဘေးအလဲတိုင်းကိုအလဲ နောက်ပိတ်ဆိုပြီးတော့ဓာကြီးကိုငါနောက်ပိတ်ကိုတော့စုပ်ကန်လိုက်တဲ့ကောင်ငါကန်တယ်ပေါ်တင်ကိုသွားမလားရိုက်မလားဆိုပြီးတော့ဖန်ဖန်ခေါ်လိုက်တာဘူးအဓိကတော့ဖန်ခေါ်လိုက်တာဖြစ်တာဘူးဒါကြောင့်ကျွန်တော်တို့ကျွန်တော်တို့ကငါကန်နေမဟုတ်ဘူးဒီဟွာနဲ့သွားမယ်ဆိုလို့ရှိရင်ဒီသုံးလုံးပေါင်းကြီးဒီကိုကိုကိုတင်းနေပေါင်းလို့ရှိရင်တုံညာတုံညာကိုဒီသုံးနေပေါင်းလို့ရှိရင်သုံးဟုတ်လားသုံးနေပေါင်းလို့ရှိရင်သုံးသုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုခုနေပေါင်းလို့ရှိရင်ငါငါကိုသုံးလုံးပေါင်းကြီးရှစ်နေပေါင်းလို့ရှိရင်သုံး နော်သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်တို့စောင့်နဲ့ပေါင်းလို့ရှိရင်သုံးသုံးကိုကျွန်တော်သုံးလုံးပေါင်းကြီးဒီစင်နဲ့ပေါင်းလို့ရှိရင်သုံးနော်သုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်လေးလေးကိုသုံးလုံးပေါင်းကြီးကိုနဲ့ပေါင်းလို့ရှိရင်သုံးနော်သုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုငါးနဲ့ပေါင်းလို့ရှိရင်သုံးသုံးကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးကိုနဲ့ပေါင်းလို့ရှိရင်နှစ်သုံးလေးလုံးနှစ်အဲ့ဒီသုံးလေးလုံးနှစ်ကြောင့်မို့လို့ပြီးတဲ့ဘက်က6တိစီကဝင်သွားတယ်တကယ်လို့ဒီသုံးလေးလုံးနှစ်နဲ့သုံးလို့ပြလာမယ်ဆိုဒီချိန်မှာကျွန်တော်နှစ်တိစီဒါ6ကပြောင်းပါနော်ဒါကြောင့်မို့ကြိုင်မယ်ဆိုလည်းကြိုင်ပြရတယ်နှစ်တိစီဒါပေမဲ့အပေါ်မှာကသုံးလေးလုံးနှစ်ပဲ သွားခဲ့တယ်ပေါ့ဗျာနော်၃လေးလုံးနှစ်ပဲသွားခဲ့တယ်ကျွန်တော်နှစ်လေးစီနဲ့ပတ်သက်ခဲ့ကလားမထုတ်ခဲ့တာပေါ့ဟိုလိုပြောရမယ်ဆိုရင်နော်၃လေးလုံးနဲ့ပတ်သက်ပြီးတော့ပေါ့ဗျာနော်အဲ့ဒီပုံစံသူ့ကိုကျွန်တော်တို့ပြန်ခွဲပြီးတော့ဒီ၃လုံးပေါင်းကြီးဒီကိုကိုအတင်းနဲ့ပေါင်းလို့ရှိရင်၃ညဒီ၃ညကိုကျွန်တော်တို့ကဒီမှာရှိခဲ့တယ်နော်ဒီမှာရှိခဲ့တဲ့အားလည်းကျွန်တော်တို့ကဟိုခုနကပြန်လိုက်တာပေါ့ဒီမှာရှိခဲ့တဲ့ဒီနှလုံးပေါင်းကြီးခွန်လေးနဲ့နော်ဒီလေးလုံးပေါင်းကြီး၃ညကိုနှလုံးပေါင်းကြီးခွန်လေးယူမယ်ဆိုရင်ခွန်နော်အဲ့ခွန်လေးပြန်ယူမယ်ဆိုရင်ခွန်တော့အဲ့ဒီခွန်ကိုကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့ ဘရိတ်ကိုပြန်ချုပ်တာပေါ့တော်လုံးပေါင်းကြီးဒီခွန်တော်လုံးပေါင်းကြီးဒီခွန်ခွန်ကို30နဲ့ပေါ့ sorry 30နဲ့ပေါင်းလို့ရှင်ခွန်ခွန်တော့ကျွန်တော်ပြောခဲ့တဲ့ရိုးရိုးခွာပေါင်းချင်း၃ကိုဒါနဲ့ပြန်ချုပ်တာခွာပေါင်းချင်း၃ကိုဒါနဲ့ပြန်ချုပ်လိုက်တာဟမ်လေးလုံးပေါင်းကြီးဒီ30 30ကိုနှလုံးပေါင်းကြီးခွန်နဲ့ပေါင်းလို့ရှင်ခွန်အဲ့မှာတော်လုံးပေါင်းကြီးဒီခွန်ခွန်ကို30နဲ့ပေါင်းလို့ရှင်ခွန်ဟော30နော်လုံးလုံးပေါင်းကြီးဒီရှစ်ကိုခုနှစ်ပေါင်းလို့ရှိရင်ငါးကိုလေးနဲ့ပေါင်းလို့ရှိရင်ကိုအဲ့ဒီကိုဒီကျွန်တော်တို့၃ရှစ်ငါးလုံးပေါင်းကြီးဒီ၆ 6ကို3နဲ့ပေါလို့ရှိရင်4กว่าပေါင်းခြင်း3လုံးပေါင်းကြည့်ခွန်ခွန်ကို6နဲ့ပေါလို့ရှိရင်3 3ကို8နဲ့ပေါလို့ရှိရင်1အဲ့ဒီဒီကျွန်တော်တို့886 3လုံးပေါင်းကြည့်2 2ကို6နဲ့ပေါလို့ရှိရင်1နော်6 3 6သုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကို2နဲ့ပေါင်းလို့ရှိရင်4 4ကို4နဲ့ပေါင်းလို့ရှိရင်8အဲ့ရှိဒီကျွန်တော်တို့8 3 5သုံးလုံးပေါင်းကြီးဒီ6 6ကို2နဲ့ပေါင်းလို့ရှိရင်8နော်3 6 2သုံးလုံးပေါင်းကြီးဒီ8 8ကို5နဲ့ပေါင်းလို့ရှိရင်3 3ကို8နဲ့5နဲ့3 3ကို3နဲ့ပေါင်းလို့ရှိရင်6 အဲ့6ဒီကျွန်တော်တို့3 6လေး3လုံးပေါင်းရင်းဒီ3 3ကိုဘာလုံးနဲ့ပေါင်းလို့ရှိရင်6အဲဒါကျွန်တော်ကတိပလေးနဲ့ဘူလေးနဲ့ခွဲပြတယ်ဘာပေါင်းရင်း4နဲ့ဘာပေါင်းရင်း3ငါကိုပြန်ခွဲပြလိုက်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်3ခွန်သုံးဆိုလက်ကဏ္ဍထုတ်ပါရဲ့နော်ဒီ3ခွန်တော့ကဏ္ဍထုတ်ပါရဲ့3ထိပ်စီပေါ့နော်3ဟောပေါ့ဒီဟောပေါ့ဘာလုံးလုံးခါတိုင်းပေါ့နော်လုံးခါတိုင်းဒီလုံးခါတိုင်းကိုကျွန်တော်ကျွန်တော်တို့ဘယ်လိုပြောမလဲလုံးခါတိုင်းကြတော့ဒီကကြတော့ခုနကတော့ ်ကျွန်တော်လည်းရှိအောင်တယ်ကျွန်တော်ကလည်းလမ်းကမကောင်းဘူးလားကျွန်တော်လည်းပြန် sorry ကျွန်တော်လည်းရှိအောင်ရှိလို့ရှိတယ်တနေ့ရောက်နေပြီရှိလို့ရှိတယ်တနေ့ရောက်နေတယ်ချောင်းပါဒုံမချောင်းချောင်းကဒုံမချောင်းချောင်းပြီးချောင်း 6ရက်5ရက်4ရက်6ရက်5ရက်4ရက်3ရက်ဆိုပေါ့လွယ်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 လုံးလားနော်ဖန်ကားလေးတော့အဲ့လွယ်လာလေးဒီအိုက်စီနီယာလေးတွေနဲ့တို့ဒီနေ့တက်မှာခံနေရတယ်နော်ဒီနေ့တက်မှာတော်တော်လေးကိုခံနေရတယ်ခံနေရတယ်ဒီ6ရက်5ရက်3ကတို့ဘယ်လိုပြောမလဲဆိုတော့ဘယ်ကနေစပြောမလဲဆိုတော့6ရက်5ရက်3က6ရက်5ရက်3ကတဲ့နောက်တော့ဘာကြီးဒီမှာ ငါ့ကို6နဲ့ပေါင်းလို့ရှိရင်တက်နှလုံးပေါင်းကြီးဒီငါငါ့ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင်3ရနှလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့3နဲ့ပေါင်းလို့ရှိရင်9 7တုံညာ9နှလုံးပေါင်းကြီးဒီ4 4ကို4နဲ့ပေါင်းလို့ရှိရင်8 7တုံညာ9 8ဟမ်7တုံညာ9 8သုံးလုံးပေါင်းကြီးဒီသုံးလုံးပေါင်းကြီးဒီလေးလေးကို9နဲ့ပေါင်းလို့ရှိရင်1သုံးလုံးပေါင်းကြီးဒီ9 9ကို1နဲ့ပေါင်းလို့ရှိရင်3ညနော်သုံးလုံးပေါင်းကြီးဒီ8 8ကိုကျွန်တော်တို့ ်တင်းနဲ့ပေါင်းလို့ရှိရင်9နော်တုံးလုံးပေါင်းကြီးဒီ8 8ကိုကျွန်တော်တို့30နဲ့ပေါင်းလို့ရှိရင်8တက်တုံညာကို8တချောင်းကားလေးသုံးမယ်ဖြည့်ရတာပဲနော်တက်တုံညာကို8ချောင်းကားလေးသုံးတက်တုံညာကို8ချောင်းကားလေးသုံးမှာသူကပြည့်လို့အဲ့မှာကျွန်တော်တိပိတ်နဲ့ပေါ့တိပိတ်နဲ့ဆိုတာကျွန်တော်တို့ဒီဘက်မှာလာခဲ့တယ်တက်ထိတ်စီတက်ခါတိုင်းတုံညာခါတိုင်း9ခါတိုင်း8ခါတိုင်းနော်တုံညာခါတိုင်း ုံညက်တုံညက်ကိုရှစ်ဆိုပြီးတော့အဲ့ဒီလာခဲ့တဲ့တုံညက်တုံညက်ကိုရှစ်ကဒီမှာလာခဲ့တာဗရစ်တစ်ပဲအဲ့ဒီတုံညက်ကိုကျွန်တော်ဒီတုံညက်ဘာပါကျွန်တော်တို့ငါးလို့ထည့်တယ်ဒီတစ်ကိုတစ်ရဲ့ဘာပါကျွန်တော်တို့၆လို့ထည့်တယ်ဒီတုံညက်ကိုတုံညက်ဘာပါငါးလို့ထည့်တယ်ဒီကိုကိုယ့်ရဲ့ဘာပါလေးလို့ထည့်တယ်ဒီရှစ်ကိုရှစ်ရဲ့ဘာပါကျွန်တော်သုံးလို့ထည့်တယ်ဟမ်ဖန်ကားလေးတို့ကျွန်တော်တို့ခုနကတော့ပြောခဲ့တဲ့အရာဒီပေါ့ဗျာနော် ပြောခဲ့ရတယ်ဆိုတာကသဘောထားကျွန်တော်တို့ဒီမှာနှလုံးပေါင်းကြီးဒီ၈၈အဲနှလုံးပေါင်းကြီးဒီ၆၆ကို2နဲ့ပေါင်းလို့ရှိရင်၈၈ပါပါဦးနှလုံးပေါင်းကြီးဒီ3နှလုံးပေါင်းကြီးဒီ4ကို5နဲ့ပေါင်းလို့ရှိရင်9 9ကို2ဒါဆိုလေ तू လဲစီနီယာတော့စီနီယာပဲဒါပေမဲ့ဟိုနှစ်ခုပေါင်းမှာလည်းတစ်ဖြစ်သွားတာဟုတ်ဒါပေမဲ့အပေါ်မှာ၈၉၃ညာ1ဟောက်မှာ3 5 6ကွာဟာ၈၉၃ညာ1ကို3 5 6ခုလို့ဟာ3 5 6လို့ဘက်ပြန်သွားခဲ့ရင်တော့တမျိုးနော်ဘက်ပြန်သွားခဲ့ရင်တမျိုးအဲ့ဒါကြောင့်မို့ကျွန်တော်ကဒီစောစောပိုင်းကပြောခဲ့တယ်ဒီနှလုံးပေါင်းကြီး9ကို 6နဲ့ပေါင်းလို့ရှိရင်4နှလုံးပေါင်းကြီးဒီ6ကို8နဲ့ပေါင်းလို့ရှိရင်4နှလုံးပေါင်းကြီးဒီ4ကိုနှလုံးပေါင်းကြီး10နဲ့ပေါင်းလို့ရှိရင်4နှလုံးပေါင်းကြီးဒီ4ကိုနှလုံးပေါင်းကြီး10နဲ့ပေါင်းလို့ရှိရင်4နှလုံးပေါင်းကြီးဒီ6ကိုနှလုံးပေါင်းကြီး8နဲ့ပေါင်းလို့ရှိရင်4ဆိုပြီးတော့သုံးခါတယ်သုံးခါတယ်ကလည်းကျွန်တော်ကဟိုတားဟုတ်ခြိုက်တာခုဘက်ကသုံးခါတာလည်းကြိုက်နေတယ်အဲတကယ်လို့ပြတ်ခဲ့လို့ကျွန်တော်ခွန်ခါတာပဲဒါပေမဲ့ခွန်ခါတာလည်းဒီနေ့ထဲမထွက်သေးဘူးသုံးခါတာလည်းခွန်ခါတာပြည့်သုံးခါတာလည်းခုချိန်ဒီမထွက်သေးဘူးထွက်မလာသေးဘူးအဲ့လိုဖြစ်နေတာဒါပေမဲ့ခုနက3လေးလုံးနှစ်က သုံးလေးလို့နှစ်ရက်တရာကခွန်ခါတိုင်းနဲ့ break 10ပေါ့နော်ခွန်ခါတိုင်းနဲ့ break 10ပေါ့သူကအဲသူ break 10အဲ့ဒီကောင်ကအဲ့ဒီကောင်ကိုပဲဒီခွန်ခါတိုင်းနဲ့ပဲ break 10နဲ့ပဲဟိုထွက်ပြီးသား break ပေါ့ဗျာနော်ထွက်ပြီးသားအလေတိုင်းပေါ့နော်အဲ့လိုပုံစံနဲ့သူကကျွန်တော်နည်းနည်းဟိုအားသာတဲ့ဘက်မှာပါတယ်ပေါ့နော်ဒီသုံးခါတိုင်းကျွန်တော်တို့နည်းနည်းလေး တတိထားမယ်ထင်ပါတော့ပါတယ်ဗောအဲ့ဒီမှာကျွန်တော်တို့ဒီရာတွေကတော့တော်တယ်နာဒီနှလုံးပေါင်းကြီးဒီ8 8ဒီ8ဒီနှလုံးပေါင်းကြီးဒီ6 6ဒီနှလုံးပေါင်းကြီးဒီ8 8ဒီ8ဒီနှလုံးပေါင်းကြီးဒီ3 3ဒီ3ဒီနှလုံးပေါင်းကြီးဒီ6 6ဒီ6ဒီနှလုံးပေါင်းကြီးဒီ9 9ဒီ9ရှိဆိုတော့9 3 3ကဘာပြောကောင်းမလဲဟုတ်လား9 3 3ကဘာပြောကောင်းမလဲဆိုတော့ပရိတ်တင်တော့သွားကြတော့ကျွန်တော်ဆောပိုင်းပြောကြတယ်ရှင်နှလုံးပေါင်းကြီး8လည်းဖြစ်တယ်ဒါတွေပြတော့အခုချိန်မှာပြရမယ့်ချိန်လည်းမဟုတ်တော့ နောက်လည်းနောက်ကျသွားပြီပေါ့နော်နောက်လည်းနောက်ကျသွားပြီမင်းညာအဓိကဒီကံကအဓိကလိုင်းမရတာပေါ့ပြဿနာမင်းညာအဓိကအဲ့ပြလိုက်ပြဿနာပဲနော်ဒီကံပြဿနာခုနကကျွန်တော်ပြောခဲ့တာကဒီခုနကပြောခဲ့တယ်ဆိုဒီနှလုံးပေါင်းခြင်း၅ကို၄နဲ့ပေါင်းလို့နှလုံးပေါင်းခြင်း၅ကို၄နဲ့၉နဲ့ပေါင်းလို့ရှင်၄ပေါ့နော်ကျွန်တော်တို့ဒီကစခဲ့တယ်ဒီရှင်ကန်းလေးကစခဲ့တယ်သူ့ကိုကျွန်တော်ဟိုဖလိုင်းကြီးတန်လိုက်တာပေါ့နှစ်ပြန်ချုပ်လိုက်တာအဓိကဆိုလို့ကျွန်တော်ဒီပဲဒီသုံးခါတိုင်းကနှစ်ပြန်ချုပ်လိုက်တာအဓိကဘာလို့လဲဆိုသူ့သွားခဲ့တဲ့ရပဲဒီဟာနဲ့အတူတူပဲနော်ဒီတုံညာကို၅နဲ့ပေါင်းလို့ရှင်၅၅ကို၄နဲ့ပေါင်းလို့ရှင်၉ ါဒီပြန်ပြီးတော့လေးတာပဲအတူတူပဲဒီတုံညဒီတုံညပါပါငါးပဲအတူတူပဲဒီတစ်ဒီ6နှစ်ပေါလို့ရှင်ခုခုနှစ်နှစ်ပေါလို့ရှင်ကိုလေးလုံးပေါင်းကြီးဒီလေးနော်တုံညဒီလေးနှစ်ပေါလို့ရှင်လေးလေးကိုငါးခါတိုင်းနဲ့ပေါလို့ရှင်ကိုလေးလုံးပေါင်းကြီးလေးငါးနှစ်ပေါလို့ရှင်ကိုကိုငါးနှစ်ပေါလို့ရှင်လေးကိုခါတိုင်းဒီလေးနှစ်ပေါလို့ရှင်၃၃ဒီ6နှစ်ပေါလို့ရှင်ကိုအဲ့ကိုကို30နဲ့လေးနဲ့6နှစ်ပေါလို့ရှင်တုံညတုံညဒီလေးနှစ်ပေါလို့ရှင်လေးရှစ်ခါတိုင်းဒီ6နှစ်ပေါလို့ရှင်လေးလေးကိုငါးနှစ်ပေါလို့ရှင်ကို အဲ့ကိုကြီး6နဲ့5နဲ့ပေါ့လို့ရှိရင်တစ်တစ်ကိုဒုံးနဲ့ပေါ့လို့ရှိရင်လေးဆိုပြီးတော့အဲ့လိုကျွန်တော်လက်ပြန်ယူလိုက်တာအဓိကပြောချင်တာကအဲ့6 5 4 3ဆိုတဲ့အဓိကအပုတ်လေးကိုအဲ့6 5 4 3နဲ့ပတ်သက်ပြီးတော့တိတန့်လေးပေါ့နော်ဒီနန်းလေးမှာရိုက်ချင်တာကျွန်တော်တကယ်ဆိုရင်ပေါ့လေရိုက်ချင်တာအဲ့6 5 4 3နဲ့ပတ်သက်ပြီးတော့အဲ့ဒါကိုမှွေနှောင်းရအောင်မတွေ့လားနော်တော်ရကျွန်တော်နှလုံးပေါင်းကြီးဒီလေးနှလုံးပေါင်းကြီးတို့နှလုံးပေါင်းကြီးနဲ့နှလုံးပေါင်းကြီးတစ်နှလုံးပေါင်းကြီးလေးနှလုံးပေါင်းကြီးတို့နှလုံးပေါင်းကြီးနဲ့နှလုံးပေါင်းကြီးတစ်အထိဒုံခါအဲ့လိုလားအထိဒုံခါနဲ့တော့စီးသီးလားချိန်မချဘူးပေါ့ငါ9 3နှစ်လား ဘောကြီးအပူလေးဆိုရင်သူအဓိကကတော့သူသွားတဲ့နောက်ကိုကျွန်တော်တို့ကဆက်ဆက်တဲဖို့အရေးကြီးတာပေါ့ဗျာဆက်ဆက်တဲ့ပေါ့မှာပဲဘာလို့လဲဆိုတော့တတိယအများကြီးကိုထက်တော်တဲ့ဆရာလေးကိုဆက်ဆက်မတည့်ကြလို့လားနော်ယူဆာလေးတွေမတည့်ကြလို့လားယူဆာလေးတွေလည်းကြလို့လူတိုင်းကတွေ့တယ်ဒီလူတိုင်းကမြင်တယ်လေဘာလို့လဲဆိုတော့လည်းကြည့်နေကြတာကိုကြည့်နေကြတာထောက်ပြမှာဟောဒီလိုလိုဆက်ဆက်သွားတာလေဆိုတာအာအဓိကအဲ့ဒါပါပဲနော်ဟုတ်ကဲ့မင်္ဂလာညချမ်း